โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့မြေညှိနေတာပေါ့နော်အဲ့တော့ဒီမြေညှိတဲ့ကြံပြားရာဒါ16ပေရှိတယ်အဲကျွန်တော်တို့နောက်လောက်တာကားတင်လို့လည်းအဆင်ပြေအောင်12ပေပဲလုပ်တယ်အဲ့တော့ဒီကြံပြားရာအဆင်ပြေတယ်တော်တော်ကောင်းတယ်အဲ့တော့ကြမ်းတိုက်ပုံတိုင်နီးရတော့ကျွန်တော်တို့မျက်နှာပြင်ညီအောင်တိုက်ပုံတိုင်နီးရတော့နီးလို့တယ်အဲ့ဒါဘလို့နီးလို့တာလဲကျွန်တော်တို့ထဲလမ်းပဲနော်အဲ6ဘန်းနဲ့လှမ်းပဲ4ဘန်းနဲ့လှမ်းပဲ2ဘန်းနဲ့လှမ်းပဲ အဲဘာနဲ့လှန်လှန်ထဲလှန်ပြီးတာနဲ့ဒီကောင်နဲ့ပို့ရမှာနော်ဆက်မခုတ်နဲ့တော့နော်အဲ့တော့ထဲလှန်မယ်ပထမတနေ့ထဲလှန်မယ်နောက်နေ့မှဒါနဲ့ပို့မယ်အဲ့တော့ပြီးသလောက်အရင်ဆုံးငါးဧကထဲလှန်မယ်စေဧကထဲလှန်မယ်လှန်ပြီးနောက်နေ့ပို့မယ်ခဏလေးတေဧကတေဧကအဲ့လိုမှမဟုတ်လို့ထဲလှန်ပြီးွားလို့ထဲခဲတေသွားပြီထဲခဲရပြန်တင်းသွားပြီထဲခဲရတမန်းပြန်ကြိုက်သွားပြီဆိုရင်ပို့ရတဲ့အခါကျတော့ကျွန်တော်တို့အမာကိုပို့ရသလိုဖြစ်တဲ့အခါကျတော့ဆက်ယုံလာတာ ဆက်ပွားတာမတက်တော့ဘူးတစားကဒုက္ခရောက်တယ်ဒါမှလည်းအဲ့ဒီအမာလည်းပို့ရတယ်အဲ့တော့ထွန်သက်ကြီးနဲ့ဒေါ်လာရိုက်မယ်ဒေါ်လာရိုက်ပြီးတာနဲ့ဒီကောက်အောင်တက်ပြီးတော့တခါတည်းကျွန်တော်တို့လိုက်ပို့ချလိုက်တော့ပို့ချတာနဲ့ तू ကထားကျင်တဲ့နေရာမှာကျွန်တော်တို့မြေကြီးကိုချထားလို့ရတယ်နင်းငင်တဲ့နေရာကိုနင်းချလိုက်တာနဲ့ကျွန်တော်တို့ကမြေကြီးကအလေးလိုက်ပါသွားတယ်ခုနကကုန်းနေရအဲ့တော့အောက်ကတမန်းကလက်လက်ဆက်ဆက်ထဲထိုးပြီးသားဒေါ်လာရိုက်ပြီးသားဆိုရင်ဒါနဲ့ပို့လိုက်တော့ဆက်မခုန်နဲ့တော့အဲ့တော့ ဆက်ကိုမခုံးနဲ့အောင်ဒါနဲ့သာအရင်လိုက်ပုတ်လိုက်တာနဲ့ရှိတဲ့မြက်လဲပုတ်ပြီးတော့မြေကြီးထဲရောက်သွားတယ်မြက်နဲ့ပြင်လဲညီသွားတယ်နောက်ရက်ကြမှာစိုက်တမန်းကြမှာကောက်ကိုကြိုက်တယ်လို့ပြန်လို့အဲ့တော့ဒီကောင်ဒီတာအားကောင်းနေနော်ခဏလေးတေကတေကကိုအတကယ်ညီတဲ့အခါမှာတော်တော်အဆင်ပြေတယ်အဲ့တော့လေလေဒီမြက်နဲ့ပြင်ညီဖို့ကအဓိကကြတယ်နော်မြက်နဲ့ပြင်ညီမှလဲရေနေညီမှ ကျွန်တော်တို့အစာကျွေးတဲ့အခါနော်ကျွန်တော်တို့ရေဒီကျွေးတဲ့အခါဆေးဖြန့်တဲ့အခါရေလျှော့တဲ့အခါတွေမှာအဆင်ပြေတယ်အဲ့တော့ညနေပြင်ညီဖို့ကထဲအရင်လှမ်းမယ်အရင်ဆုံးပထမနေ့ထဲလှမ်းမယ်နောက်နေ့မှာပို့တော့နေ့ရက်၃ရက်တမန်ကျော်တင်းသွားပြီဆိုရင်ပို့ရတာမကောင်းဘူးလက်လက်ဆက်ဆက်လှမ်းပြီးလက်လက်ဆက်ဆက်ပို့လေကောင်းနေတယ်အဲ့တော့မနေ့ပိုင်းလှမ်းမယ်ညနေပိုင်းပို့မယ်နော်ပိုးတော်လွယ်သေးတယ်အဲ့ဒါဆိုရင်တစ်ခွက်တစ်ခွက်ကိုခဏလေးညနေပြင်ဒီငြီတဲ့လေခွက်ဒီကြိုက်တဲ့လောက်မို့နော် ိုးတဲ့ဟာကိုထပ်ပြီးထယ်လံလိုက်နော်မိုးတဲ့နေရာထပ်ပြီးထယ်လံပြီးထပ်ပြီးတိုက်ချလိုက်အောင်နော်တားမိုးတဲ့လေကြီးပြောတာပေါ့နော်တဏ္ဍာကရှန်ကမိုးတာလောက်ကတော့ကျွန်တော်တို့ထယ်တစ်ခါလှန်ထားနိုင်နေရင်ရတယ်ဒါကျွန်တော်တို့ဒါဘလော့တဲ့ဒါတစ်ချက်အရင်ဆုံးလိုက်ပြီးတော့အဲအရင်ဆုံးလိုက်ချောလိုက်တာပေါ့နော်နောက်အဆက်ကြရင်ကျွန်တော်တို့ကဒါမိုးတဲ့နေရာတွေဒီကကျွန်တော်ကလက်ဖို့တော့မိုးတဲ့နေရာတွေဒီတော့ကျွန်တော်ကတိုက်ချတော့အဲ့တော့ဒီပြန်ပြားကြီးဒီဆက်ကြောက်ပေရှည်တယ် လှည့်ရတဲ့အခါမှာလဲကတ်ပြီးလှည့်လို့ရတယ်နော်ကတ်ပြီးတော့ကိုလှည့်လို့ရတယ်အိုင်နာလေးနေပြန်ဖွေပြီးကတ်လို့လှည့်လို့ရတယ်လှည့်ရတာလဲမခဲရင်အဲ့တော့လေဒီမျက်နှာပြင်ညီဖို့ကအဓိကကြားတယ်မျက်နှာပြင်ညီမနော်သဘာအထွက်လဲကောင်းတယ်တော့လောရတာပူအဆင်ပြေတာပေါ့အဓိကရေအုပ်ထားနိုင်မှနော်ကျွန်တော်တို့တမန်ရောညက်ကောကအဆင်ပြေမယ်အဲ့တော့ကျွန်တော်တို့ဒါ မနေ့ကလှန်ထားလဲထဲခဲပေါ့မနေ့ကလှန်ထားလဲထဲခဲကိုဒါအခုလက်လက်ဆက်ဆက်ပြန်ပို့တာအဲပို့တဲ့အခါကျတော့သူကပို့ရတာပိုကောင်းတယ်ညနေပင်ကိုကိုလိုချင်တဲ့ပုံစံကိုညီအောင်ညှိလို့ရတယ်ဒါအရင်ဆုံးတစ်ဆက်ပို့လိုက်မယ်ပို့ပြီးတာနဲ့အဲ့မှာကုန်းနေကြီးပဲကျွန်တော်တို့အနေနဲ့ကိုပြန်ဆွဲချမယ်အဲဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ